ီနေ့နာကျင်မှုဝေဒနာနဲ့ပတ်သက်လို့ကျမရေးပညာပေးဘုဒ္ဓတာပေးမယ်အစီအစဉ်မှာနောက်တစ်ပိုင်းနေနဲ့ကျွန်တော်တင်ပြလိုတာကနာကျင်မှုဝေဒနာကို လူတွေကတယောက်နဲ့တယောက်မတူကြဘဲနဲ့ဘာလို့ကွက်ကွက်ပြပြချာချာနာနာနဲ့ခံစားကြရလဲတယောက်နဲ့တယောက်ဘာကြောင့်မတူကြတာလဲ နော် perception of pain is variable ပေါ့နော် perception of pain is variable ဒါကျင်းမှုဝေဒနာရဲ့တုံ့ပြန်ခံစားမှုအပိုင်းဟာလူတူညောက်တရောက်ဘလို့မှမတူနိုင်ပါဘူး။ဒါကျင်းမှုကိုတရှိတတဝါအသီးသီးလူနာအသီးသီးရရင်ပုံသဏ္ဍာန်မျိုးမျိုးနဲ့ခံစားတတ်ကြပါလေ။ pain intensity လို့ခေါ်တဲ့ဒါကျင်းမှုဝေဒနာအနေအများကလည်းကြောက်နဲ့တယောက်ကွဲပြားခြားနာကြပါလေ။ ကျွန်တော်တို့ pain education လို့ခေါ်တဲ့နာကျင်မှုဝေဒနာနဲ့ပတ်သက်လို့ကျွန်တော်တို့ဆေးကုသပေးတဲ့ care provider တွေကိုသင်တန်းပေးတဲ့အခါမှာသင်တန်းဆရာကသင်တန်းသားတဦးချင်းတဦးချင်းစီကိုရေခဲတုံးလေးတလုံးတလုံးစီပေးလိုက်ပါတယ်အဲရေခဲတုံးလေးတလုံးတလုံးကိုမိမိရဲ့သင်တန်းသားရဲ့လက်ထဲမှာ7မိနစ်ခန့်စုပ်ကင်ထားပြီးတော့ ဘလို့ခံစားမှုမျိုးတုံ့ပြန်မှုမျိုးရှိသလဲလို့တူးချင်းတယောက်ချင်းစီကိုမှတ်တမ်းတင်ပြီးတော့เนาะမေးမြန်းတဲ့အခါမှာကင်နာချင်းတော့ရေခဲတုံးလေးတုံးကိုအတူအချိန်ကာလအတူတူကန်ကြတာပဲဒါပေမဲ့သူတို့ရဲ့တုံ့ပြန်မှုဘလို့မျိုးခံစားရလဲဆိုရင်တုံ့ပြန်မှုကြအေးဝီဂျင်တယ်လို့ပြောတဲ့လူကတမျိုးပူလာတယ်လို့ပြောတဲ့လူကတမျိုးလက်ကိုက်လာတယ်လို့ပြောတဲ့လူကတမျိုး ထုံကျင်လာတယ်လို့ပြောတဲ့လူအတမျိုးဆရှိတဲ့ပြင်ပေါ့တယောက်နဲ့တယောက်မတူကွဲပြားချမ်းသာတဲ့ခံစားတုံ့ပြန်မှုမျိုးတုံ့ပြန်တတ်ကြတာကိုတွေ့ရပါတယ်အဲ့တော့ဒါရီယာဘာကြောင့်ဖြစ်ရတာလဲဆိုတော့သိပ္ပံနိကြလေးလာထားတဲ့အခါမှာခံစားသူလူနာရဲ့အသက်အရွယ်ကြီးငယ်ခြင်းနဲ့လည်းသက်ဆိုင်မှုရှိပါတယ်နာကျင်စေတတ်တဲ့အကြောင်းတရားများနဲ့လည်းသက်ဆိုင်မှုရှိပါတယ် လူတရားဘူးတင်းနဲ့တရားမတူတဲ့ဗီဇကွဲပြားခြားနာမှုပေါ့ဂျန်နက်တစ်ကြောင့်လဲကြောင့်တဲ့တရားလာခြင်းမှုဝေဒနာခံစားမှုခြင်းအပြောင်းလဲရှိတတ်ကြပါတယ်လူတရားရဲ့စိတ်ပိုင်းဆိုင်ရာကိုယ်ရည်ကိုယ်သွေးစံမှစံခိုင်မှုနဲ့လဲသက်ဆိုင်မှုရှိနေတာကိုတွေ့ရပါတယ်နောက်တစ်ခုကနာကျင်မှုခံစားမှုတွေကိုလက်ခံပြီးတဲ့လူရဲ့အာယုံကြောစနစ် ကိုယ့်ရဲ့ကြီးပေါ့ neurological network အဲ့အရဲ့ထိခိုက်ပျက်စီးမှုအခြေအနေကြောင့်လဲကွာခြားတာကိုတွေ့ရပါတယ်ဥပမာအဖြစ်ခါယူကျိုးပြီးတော့ခါမှာရှိတဲ့ spinal cord လို့ခေါ်တဲ့အာရုံကြောကြီးထိခိုက်တာမျိုးထိခိုက်တယ်ရလို့လူခန္ဓာကိုယ်ရဲ့အာရုံကြောအစိပ်ပိုင်းထိခိုက်တာမျိုး ဖြစ်ခဲ့ရင်လည်းပဲနာကျင်မှုဝေဒနာတယောက်နဲ့တယောက်မတူကွဲပြားခြားနာတာကိုတွေ့ရတယ်နောက်တစ်ခုက ကိုခန္ဓာအစိတ်ပိုင်းရဲ့သဘာဝအကြောင်းရင်းခံကြောင်းလည်းဖြစ်ပါတယ်။အယိုးကျိုးရင်တစ်မျိုး၊ကြွက်သားဆုပ်ပြဲသွားရင်တစ်မျိုး၊အယွတ်ပြားပြဲသွားရင်တစ်မျိုး။နော်အထဲမှာရှိရဲ့ဝန်းတင်းကလေးစားပေါက်ပြဲသွားရင်တစ်မျိုး။ဥလန်းကြောင်းမှာဖြစ်ရင်တစ်မျိုး၊နှလုံးမှာဖြစ်ရင်တစ်မျိုး။စသည်ဖြင့်ခန္ဓာကိုယ်အစိတ်ပိုင်းရဲ့သဘာဝအကြောင်းရင်းခံကြောင်းလည်းကွဲပြားခြားနားတာကိုတွေ့ရတယ်။တခါတလေကြရင်ကြိုတင်တောက်ထားတဲ့စေဝါများရဲ့ အစွမ်းအာနိစင်ကြောင့်လဲနာကျင်မှုဝေဒနာအပြောင်းလဲရှိတတ်ပါတယ်။နောက်တစ်ခုကယောဂရဲ့သဘာဝကြောင့်ဖြစ်ပါတယ်။ကျွန်တော်တို့ pain intensity တဲမှာနော်နာကျင်မှုဝေဒနာတဲမှာအခါရအခက်ဆုံးဝေဒနာ၃ခုဖြစ်တဲ့ဘန်းလို့ခေါ်တဲ့မိဘူးလောင်တာတွေနော်ဒန်တဲ8လို့ခေါ်တဲ့သွားကြိုက်တာတွေကင်ဆာဝေဒနာကြောင့်ဖြစ်တဲ့နာကျင်မှုမျိုး ီယောဂ၃မျိုးကတော့ခံစားမှုထဲမှာအဆိုးဆုံးလို့လူနာတွေကိုယ်တိုင်ကအတိမတ်ပြုထားတာရှိပါတယ်။ဒါလည်းသဘာဝကြောင့်ယောဂရဲ့သဘာဝကြောင့်အပြောင်းလဲတွေဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့ကိုယ်ခန္ဓာရဲ့တုံ့ပြန်မှုစနစ်ပေါ့။ immune system အားနည်းခြင်းကြောင့်လည်းဖြစ်တတ်ပါတယ်။နောက်တစ်ခုက bad experience ပေါ့ pain ပေါ့။ယခင်ကနာကျင်မှုဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ဘူးတဲ့အကြောင်းတရားကြောင့်လည်းဖြစ်တတ်တယ်။ဥပမာအပြင်ခွဲစိတ်ကုသတဲ့လူနာမျိုးတွေခလေးမွေးထားတဲ့လူနာမျိုးတွေဆိုရင်ရခင်ခလေးမွေးခြင်းခင်ကရင်ကပိုက်ခွဲတဲ့အချိန်တော့အလွန်ကြုံပဲနာကျင်မှုဝေဒနာကိုခံစားရတဲ့ experience မျိုးဖြစ်ခဲ့ဘူးပဲ။ရင်တော့ကတိုက်ဘူးလို့အယိုးနှစ်ချောင်းပြန်ကြည့်ကြိုးခဲ့တဲ့လူမျိုးတွေအဲ့လိုမျိုး previous bad experience of pain ရှိခဲ့ဘူးလို့ရင်လည်းပဲဒါမှမဟုတ်ရင်လည်းငြေရွံ့စဉ်အခါကအလွန်ပြင်းထန်တဲ့နာကျင်မှုဝေဒနာကိုငငယ်အသက်ငငယ်နဲ့ရွယ်နဲ့မမြအောင်ခံစားခဲ့ဘူးရင်အဲ့ဒီလူတယောက်ကကြီးလာလို့နာကျင်မှုဝေဒနာကြုံတွေ့တဲ့အခါမှာသူများတကာတဲ့ပိုးနာတာတွေ့ရပါတယ်။ဒါတရားအလွန်ကိုပဲစိတ်မဆန်းစရာကောင်းတဲ့အချက်လက်လေးတွေဒါတွေကိုစိတ်ကူးစားတဲ့လူတွေအနေနဲ့ရောကျွန်တော်တို့ကျမ်းမာရေးဝန်ထမ်းအနေနဲ့ရော တည်ထားသင့်ပါတယ်နောက်တစ်ခုကတော့ကိုယ်ခန္ဓာမှာအာဟာရချို့တဲ့လူနာပေါ့ nutritional deficiency ဖြစ်တဲ့လူတွေကကိုယ်ခန္ဓာစနစ်မကောင်းတဲ့ကြောင့်နာကျင်မှုဝေဒနာခံစားတဲ့အခါမှာသူများတကာတဲ့ပို့ပြီးတော့နော်ခံစားရတာကိုတွေ့ရတတ်ပါတယ်အခုကျွန်တော်ပြောပြခဲ့တဲ့အကြောင်းတရားတစ်ခုခုဒါမှမဟုတ်တစ်ခုတည်းပို့တဲ့အကြောင်းတရားပါရှိတဲ့လူတွေကကျွန်တော်တို့က pain prediction လို့ခေါ်တဲ့ကြိုတင်ခန့်မှန်းလို့ရတဲ့ high risk group ပေါ့နာကျင်မှုဝေဒနာခံစားရလွယ်သူများလို့နော်သတ်မှတ်လို့ရပါတယ်အဲ့လိုလူနာမျိုးတွေကိုကျွန်တော်ကတေချာကို individualize ပေါ့တူးချင်းတယောက်ချင်းစီရဲ့အခြေခံအကြောင်းတရားချင်းမတူတဲ့အတွက်ကြောင့်ဒီစည်ရင်းမှာပါဝင်နေတဲ့ high risk group တွေမှာပါနေပြီဆိုရင် စောစောကကျွန်တော်ပြောခဲ့တဲ့ prevention of pain ဆိုပြီးတော့เนาะကြိုတင်ပြီးတော့လာခြင်းမှုဝေဒနာကိုကာကွယ်တားဆီးနိုင်မယ့်နည်းလမ်းများကို အပြည့်အဝသုံးပြီးတော့သူတို့အတွက်တတ်တာရာရအောင်ကြိုတင်ပြင်ဆင်ထားခြင်းပါလေ This is plan treatment ပေါ့ကြိုတင်စီမံကိန်းချပြီးတော့လာခြင်းကုသမှုကိုတားဆီးတိုက်ဖြတ်ရမယ်เนาะอืมလုပ်ငန်းထဲမှာပါဝင်သွားပါတယ် တော့သူတို့အတွက်ကျွန်တော်တို့ pain prevention strategy လို့ခေါ်တဲ့เนาะဓာချင်မှုဝေဒနာကြိုတင်ကာကွယ်တားဆီးတိုက်ဖျက်ရေးနှီးပြူဟာတွေရှိဖို့လိုပါတယ်ဒါတွေကကျွန်တော်တို့စေလောကမှာရှိပီးသားဖြစ်ပါတယ်အဲအဲ့ဒီထဲမှာအဓိကပါဝင်ရမယ့်လူတွေကတော့လူနာကိုယ်တိုင်နဲ့လူနာရဲ့မိသားစုပဲဖြစ်ပါတယ် သူတို့မပါလို့ရှိရင်ဒီလုံကဘလို့မှအောင်မြင်မှာမဟုတ်ပါဘူးတစ်ချိန်တည်းမှာပဲဈေးဘက်ဆိုင်ရာပညာရှင်များကလည်းသူဂန္ဓာအတီးကြီးလိုက်ကျွမ်းကျင်ရာ လိမ္မာရာပညာရှင်များ ပူးပေါင်းရမှာဖြစ်ပါတယ်ဥပမာပြင်ခွဲစိတ်ကူးတဲ့ဆရာဝန်တမားတော်ဇေဝဗီရာကျွမ်းကျင်တဲ့လူနော်ကိုရင်ကပြန်တဲ့တန်းဆိုင်လေ့ကျင့်တဲ့လူ စီဂျိုနဲ့ပတ်သက်နေတဲ့စီဂျိုပဲဆိုင်ရာဟော်မုန်းဆရာဆရာဝန်ကြီးတွေအစရှိတဲ့ပြင်ပေါ့နော်ဒီလိုမျိုးပညာရှင်များပေါင်းထားတဲ့ coordinated team နော်ပညာရှင်အဖွဲ့ရှိဖို့လိုပါတယ်အဲ့လိုရှိလာပြီးတော့စောစော high risk group တွေကိုဒါကြိုတင်ပြီးတော့ဖော်ထုတ်နိုင်စွမ်းရှိမယ်ဆိုရင်ဒါကျင်းမှုဝေဒနာယောဂကိုတော်တော်ပဲတက်တောင့်တက်တာနဲ့ခံစားနိုင်အောင် နော်စိတ်ပညာရှုကောင်းနေပြီးတော့ကာကွယ်လို့ရပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့နော်ဒီအပိုင်းလေးမှာအဓိကထားပြီးတော့တင်ပြလိုပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျစီဖမ် caring for well-being